ရာမခင်ခင်ထူရဲ့မယင်ကန်ဆိုတဲ့ဝတ္ထုကိုအပိုင်း35နေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ထနောင်းတိုင်ရွာကြီးမှာဆောင်းချန်းကုန်းထက်စီပင်သည် မြို့နယ်နီးတာလဲပါပါလိမ့်မည်။မယင်ကန်ကရောက်မှရွာကြီးမှာမျက်နှာပန်းပွင့်လာပါ၏။တောသူ ဆိုပေသည်မယင်ကန်၏လှကထင်ပေါ်လာသဖြင့်၎င်း။ရွှေတွဲလဲငွေတွဲလဲနီးပြေဆောင်ချင်းကြောင်း၎င်း။ဝိစာဆင်ရင်မှုတွင်လဲခေဆန်ချင်းမျိုးလဲမဟုတ်ခင်နောက်ကြတာမျိုးလဲမဟုတ်ပင် တဘာသာဆင်ရင်ဝိစာတက်ချင်းကြောင်းလကောင်းထနောင်းတိုင်းကိုရောက်တည်နေအများစိတ်ဝင်စားစရာဖြစ်ရတော့သည်ကိုပြေသိန်းဆွေမျိုးများကလည်းချစ်ခင်ကြပါ၏ကိုပြေသိန်းဘက်ကဆွေမျိုးတွေထဲမှာတင်တောင်းတည်တည်ရှိကြသူတွေပါကြတကယ်သူနွမ်းပါသူတွေလည်းရှိကြပေရာမဲ့အိမ်ကန်ကနှုတ်မကြီးလက်မကြီးမျှတစွာဆက်ဆံခြင်းအားဖြင့်အများကြီးချစ်ခင်မှုကိုရနိုင်ခဲ့သည်ကိုပြေသိန်းမိဘနှစ်ပါးကဆိုလင်သမီးသမီးဆိုသည့်အခေါ်ကိုနှုတ်ကမချကြပါဘဲ အရေးတကြီးကြီးရှိကြရှာပါမယ်။မယင်ကန်ကလည်းရောက်မှများကိုယူတည်တမှုရှိသည်။အမေ၊အမေစားတော့မလား။မယင်ကန်ခုလိုက်တော့မယ်နော်။အကိုပါဝင်စားလိုက်တော့မယင်ကန်ကစူးစူးဆက်ဆက်ရှိလာသည်။ရောက်မှများကိုစကားပြောတော့လေသူ့ကိုယ်သူမယင်ကန်လို့သာသုံးနှုံးသည်။နှုတ်ကြိုးနေတော့လေတမီးလိုနှစားသုံးရမှထွက်ရဖို့ခက်နေပုံရပါ යි ။ရောက်မှတွေကလည်းမယင်ကန်ဤနှုတ်မတီရောတည်နေကြတော့ မဲ့ရင်ကန်လို့သုံးသုံးတာအပြင်ချစ်စရာတစ်မျိုးဖြစ်ကြရသည်ဇနီးမောင်နှံတို့ထနောင်းတန်နေမွေးလာတော့နီးနာရွာတွေကိုဆွေပြမျိုးပြရောက်ကြသည်မွေးလာတော့တရက်တရွာကဆွေမျိုးတွေစီကိုပါရောက်အောင်သွားကြသည်လင့်ဆွေလင့်မျိုးတွေဆိုပေးသည်ဆင်းရဲတာတွေ့ရင်ပြီးတန်သလောက်လက်ရောက်ရပါ၏ဒီလိုနီးထနောင်းတိုင်ကိုရောက်ပြီးပင်ငါးညတိုင်ခဲ့ပြီးကိုပြေသိန်းကရက်တစ်ပတ်လောက်တာနေရန် ချောင်းချထား၍ဒါလက်ခံလိုက်ရတော့လေမိန်ကန်ထနောက်တိုင်းမှာပြောပိုင်းမိန်ကန်အမီတို့နဲ့နေခဲ့မယ်လေကိုပြန်နှစ်ပေါ်ထနောက်တိုင်းမှာနေရတာမဝသေးဘူးကိုရဲ့မေတို့ဖေတို့ရောက်တော့ရတဲ့ခိုင်ဖြူစုချင်သေးတယ်မထားခဲ့နိုင်ပေါ့ဗျာညကစားမြားထားခဲ့ရမယ်လို့မဟုတ်တာမိန်ကန်ကနေရသေးရတဲ့အတွင်းရောက်မှမိဘနှစ်ပါးကိုခြေဆုပ်လက်နဲ့ပြုသည်မိဖို့ချောင်းကိုတိုင်းဝင်သည်ကိုပြေသိန်းတို့မှာညီကို၃ယောက်ပဲရှိတာမို့ ။သမီးမင်းကလေးပါတော့ရောက်မှမိပါများကိုမဲ့ကန်ဆောင်ချန်းကုန်းကိုခေါ်ထားလိုက်ခြင်းမိုင်။ကိုပြေသိန်းကိုကြီးရကြောကြီးရွာသူနဲ့အိမ်ထောင်ကြကစတုံးနောက်ရောင်ပါသွားတဲ့ပြင်မိပါများနဲ့အတူမနေ။ညီငယ်ကလည်းမြင်းချန်ကျောင်းမှာကျောင်းတက်နေတော့ဆိုတော့တူမကလေးခင်တီရောအိမ်ခေါ်ထားရရှာသည်။မအိမ်ကံမှာရောက်တဲ့ကတဝိုင်းလုံးကအမြင်မတော်တာမှန်သည်။ကျေဦးခင်တီတို့နဲ့အတူရှင်လင်းလဲခြင်းသည် ကိုပြေသိန်းကဘာမှမပြောတော့လဲ။ယောက်မတွေကလုံးမခံ။မအိမ်ကံပင်ပန်းမှာစူးကြရှာသည်။မအိမ်ကံကိုလူပြလှယုံရွရွကလေးနေစေချင်ကြသည်။မအိမ်ကံကမနေတော့လဲခတ်သား။ကိုပြေသိန်းခမလည်းမရတော့သူတွေမျက်နှာလှရပါ යි ။တနောင်းနိုင်ရွာချင်းဤညတညာထုံညာကလာတာလဲရှိ။လှယောင်ကတရွာလုံးမှာကြံကြံကြီးဝင်ပါနေလေသည်။ကိုပြေသိန်းတို့အိမ်ကြီးမှာရှိရင်ကြီးဖြစ်၍အပေါ်ထပ်မှာခန်းနေများလှပါ යි ။ မဟိကန်တို့အတွက်အခန်းကျဲတခန်းနေရာချထားသည်ဖြစ်ရာရွာဝေါ်ပေါ်စည်းရမြင်ရသလိုဖြစ်နေသည်ထိုညာကကုပြေသိမ်းမရှိရွာရောက်ခိုင်ကြောင်ကိစားဖြင့်မြင်းချံကိုတညာအိတ်သွားနေခိုင်ဖြစ်သည်အိမ်ကြီးပေါ်မှာမဟိကန်နေခြေရင်ခန့်မှာကျေးဦးနှင့်ခင်တီတို့သာရှိသည်ညဟိုပိုင်းတို့ကတော့၃ရက်သားလက်ခန်းကတင်ဖြူဖြာပေါ်မှာထိုင်ရင်စကားတွေပြောနေခဲ့ကြသေးသည်အခုတော့ကျေးဦးတို့နှစ်ယောက်အိတ်ပြောသွားကြပြီထင် ထက်ဆဆောကချူချူချဆဆာရတော့လေနောက်တော့တမ်းကြရတော့မဲ့ရင်ကန်ကမတင်ပေါမှာရဲ့ရင်လာရောက်နေတစ်ပင်နေကုန်ငင်းနေခဲ့သည်လာရောက်ထဲမှာချစ်သူဘွားကချစ်သူကိုပြေးသိမ်းနေတဲ့ကိုတွေ့ခဲ့ရတာကိုလည်းတတိယနေခဲ့သည်အခုတော့လေထိုချစ်သူနေပင်အချင်းလင်းများဘွားရောက်ကြရပြီချစ်သူဘွားကခံစားမှုကတမျိုးအချင်းလင်းများဘွားမှာခံစားမှုကတမျိုးဒီချိန်မှာတော့ မဲ့ကန်ရဲ့ချက်ကဝါချီဖြူတပင်ရကဲနေဖြစ်ရလေသည်တပွားတွင် တသက်တသက်တွင်တချေရှိခဲ့ရသူဆိုတော့လေချစ်ချင်းနဲ့အတူမျက်နှာချင်းကိုစားချင်းယုံကြည်ခြင်းနဲ့ပါပါလာခဲ့ပြီဘဝသည်၌ပေါင်းစည်းခြင်းအပြင်ပုံမပြေဝသောအသေးပဲတစ်မျိုးရှိလာခဲ့ရပြီလို့လည်းခံစားမိခဲ့ရသည်ကိုကိုကိုလုံချုံလုံချုံရလေခြင်းလို့လည်းအောင်မိမိရပါ යි လာရောင်က ပို၍ပင်မှဲလာခဲ့သည်ထိုခဏ ထိုတရင်ကား၌ပင်အဝေးစီကပြန်တန်းလာသောငှက်တကောင်ကိုလာရောက်ထဲမှပြီးကောင်းကင်နောက်ခံဖြင့်မအိမ်ကံမြင်လိုက်ရသည်ငှက်ကလာရောက်ထဲမှတောင်ဖြန့်ဝဲရင်ထိုဆင်းလာခြင်းဖြင့်ထူးထူးဆန်းဆန်းမြင်ကွင်းကိုမြင်လိုက်ရသလိုမအိမ်ကံမြင်အတွေ့အကြုံလင်းစင်သွားခဲ့ရသည်သူမဘွားတွင်ငှက်တကောင်အမတ်ထင်ထင်ရှိခဲ့တာကိုလည်းဖြတ်ခနဲတတိယလိုက်မိပါ၏သူမဘွားမှာတခုခုထူးခြားရန်အကြောင်းဆိုင်လေးတိုင်းငှက်တကောင်ကိုမအိမ်ကံမြင်ရလေးရှိသည်ဘာဘာငှက်မှန်းလဲမသိ မိန်ကန်ကိုတိုင်ကငှက်တကောင်နေမလို့အကြောင်းဆက်နေမှလည်းမသိခင်အထာတရန်ကြီးနဲ့နှက်ပြပြစုအော်အော်ကြီးအွန်လိုင်းတရခါမိန်ကန်ရင်နေပန်းနေတုံခဲရတာတွေညာခဲလာပြီငှက်တကောင်ဟာဘလောက်တောင်အသက်ရှိပါလိမ့်မိန်ကန်ငငယ်ကလေးကဆိုလေနှစ်ပေါင်း20ရှိပြီမမေပြပြရှိပြန်တော့လေတိုက်ဆိုင်တာပါလေလို့တွေးမိရပါသေးတော့ငှက်ကဆုံဆုံမျိုးပြောက်သွားခဲတာမျိုးတော့မဟုတ် ပေါ်ချင်တဲ့အခါမင်းကံမျက်မှောက်ရောက်လာတတ်သည်အခုလေငှက်ကောင်လာရောက်ထဲမှာဝယ်နေပြန်ပါမကောဆောင်းချန်းကုန်းကငှက်ပဲလားတခြားငှက်ကောင်လားမင်းကံကငှက်ကိုပဲလိုက်ကြည့်နေမိသည်ငှက်ကမင်းကံရှင်ရပတင်းပေါင်းနေတဲ့တဲကတန်းတလောပင်ကိုင်းတိုင်းမှာနားလိုက်သည်တန်းတလောပင်ကရွက်ကြဲကြဲဆိုတော့လာရောက်ထဲမှာငှက်မမဲကြီးကိုထင်းထင်းကြီးမြင်နေရသည်မင်းကံကတော့လုံးမှွင်းင်းကလေးတွေထောင်သွားချက်သီးလေးထလာခဲ့သည် မအိမ်ကန်ကငှက်ကိုစိုက်ကြည့်နေတကယ်တော့ငှက်ကလည်းမအိမ်ကန်ကိုစိုက်ကြည့်နေသည်မအိမ်ကန်လက်တွေကပတင်းတကားချက်တွေကိုဆွဲပိတ်လိုက်ရန်အာယူလိုက်သည်ငှက်ကလည်းတီးပုံရပါ၏ဂီငှက်ဝတန်ကြီးကအိမ်ကြီးပင် တုံသွားလာပါ၏ပတင်းတကားနှစ်ဖက်ကိုပိတ်လိုက်ပြီးတော့လေတစ်ချက်ကချက်ချင်းပြန်ဝင်သွားလေသည်မေကန်ကနောက်ကိုခုံဆုပ်လိုက်ငရင်ပေါ်လဲချလိုက်ပါညလုံးတွေကပြင်ပေါစီမှာဖះဖះ ငှက်ကြီးဝင်လာမှပြင်မဟိကန်တစ်ခုလုံးတုံခိုင်လာခဲ့ပါပွင့်နေသောပတင်းချက်ကိုပိတ်ရန်ပြီးအာမရှိသလိုတုံလုံးနေခဲ့ပါမမြင်ရတော့လဲငှက်တကောင်ကြီးတပြန်ပြန်တောင်ရိုက်တန်းကြားနေရသည်ဒီငှက်ကြီးခန်းထဲဝင်လာလေဘလို့လုံးမလဲမဟိကန်ခမညာချွေးစည်းများပြင် ပြန်လာခဲ့လေသည်ဂျေဝဂျေဝခင်သည်ခင်သည်ချင်းခမ်းမှရှိနေကြသည်ဂျေဝနေခင်သည်ကိုနှိုးတော့လဲတူတမ်းမကြရား ောက်ထပ်တစ်ထပ်လုံးကလည်းတင်စိနေမိန်ကန်အာများပင်ခြောက်လာခဲ့သည် နောက်ထပ်တော့ဘာတံမှမကြားရပြန်တော့ဟဲနေရမသာထာကတန်းတလုံးထိတ်ချာကိုလမ်းကြည့်သည်တဖြည်းဖြည်းရှိတိုးလာကအရေကိုကြည့်သည်ဘာမှမရှိတော့ပွင့်နေသောဗဒင်းတစ်ချက်ကိုဆွဲပိတ်လိုက်ပြီးချက်ချလိုက်သည်ရီမော်ထိုင်ချလိုက်ပြီးပြင်ပောက်ကိုငင်းနေခဲ့သည်ပင်နိုင်တမတ်လောက်ကြာလိမ့်မည်ထင် တိတ်ဆိတ်နေချက်ငြိမ်သက်ခြင်းသာရှိတော်သည်ဖွာဖွာမကောင်းသူပဲကောင်းသူကဲထို့ညကမိုးလင်းခန့်ဤမှာမှမအိမ်ကဲပြောသွားခဲ့သည်အိမ်မက်များပင်မခဲသေးသည်အိမ်မက်ထဲမှာဆက်တဘူးပင်ကြီးလဲပါသည် လူသူတော်တယောက်လဲပါသည်နင်းသမီးလေးမွေးလိမ့်မယ်ဆိုတာလဲပါသည်သူစန္ဒာက လူသူတော်ဤပခုံးပေါ်မှာငှက်ကောင်နာနေခြင်းပင်ငှက်ကငှက်မဲကြီးဖြစ်ရင် လင်းဝက်ကြီးတကောင်စာလာကြီးဒီမအိမ်ကန်လန့်နိုးတော့လေအိမ်ကြီးရညင်သက်ဆဲပြေညာဒီမတိပန်နေညီအချိန်မတိကျဲနီးညီရအောင်ကလေမတင်းတကားတွေကိုမဖွင့်ချင်းအကြခင်မှာတော့ထနောင်းတိုင်ရွာဖုန်ကြီးကြောင်စီရတုံမောင်းခေါတန်ကိုကြားရသည်တုံမောင်းတန်ကနေရကမြ мян လိုက်မြန်တထဲမြန်လိုက်လင်းကျဲကောင်ရဲ့အတောင်ခက်တန်တဖန်ဖန်နေတူတွင်တန်ကြီးပေါ်လာခဲ့သည်မိုးလင်းခန်းနီးပြီး မိုးရွားအိမ်မက်ကိုမအိမ်ကန်ဆိတ်ရောက်နေခဲ့သည်အမှန်မီဆုံးကတော့နင်သမီးကလေးရလိမ့်မယ်ဆိုသည်စကားပြီးခက်တာကဒီစကားမျိုးအမေပန်းယုံပြောခဲ့ဘူးသည်ဆိုတော့စိတ်များဆွဲလန်းလို့များလားတွေ့ရပြန်ပါ යි ဘာပဲဖြစ်ဖြစ်သမီးကလေးမွေးလိမ့်မယ်ဆိုသည်စကားကိုတော့မအိမ်ကန်ကြည့်နူလက်ခံနေမိခဲ့သည်သမီးကလေးမွေးရမှာပေါ့သမီးကလေးမွေးမှဖြစ်မှာပေါ့သမီးကလေးမွေးရင်နာမည်ဘယ်လိုပေးမလဲဆိုတာကိုပြင်မအိမ်ကန်တွေးပြီးသား မတ်အိမ်မြိုင်တအိမ်လုံးမြိုင်စီရမည်တမီလေးဖြစ်ရမည်ကိုပြေသိန်းရဲ့ချောနေမတ်အိမ်ကန်ရင်လှတော်ရှင်ဖတ်တော်တမီလေးဖြစ်ရမည်မတ်အိမ်မြိုင်တမီလေးမတ်အိမ်မြိုင်မတ်အိမ်ကန်တဖန်ပြန်အိပ်ပြောသွားခဲ့ပြန်လေးသည် မိုးကြီးစစင်းလေးမှာအိမ်မက်တွေထမှန်နေပြန်သည်အိမ်မက်ထဲမှာတမီမတ်အိမ်မြိုင်ကစက်တောက်ကြီးလေးနေဖြစ်စက်ထောင်စည်းမှာတော့ရွှေကြောထောင်ထောင်လေးဆွထားတော့မျက်နှာလေးဝင်လွန်လာသည် အပြိုဖျားဖျားရွှေလက်ကောက်ကတက် တရံနဲ့ရံလက်ချိတ်ကဲလွန်ပြန်ပန်းတပတ်ကတောင်ထောင်နဲ့ပြန်လန်းကားတီးတီးညဝိခန်နီနီထမိန်ကွက်ပြိုင်တံပြင်းကမြိုင်မြိုင်လှလိုက်သည်တမီကလေးလက်ချိတ်ကဲလွန်ပြန်ပန်းကွက်ကဲကျူထင်းရင်နှင်းခန်ကနီတာထမိန်ညိုတပတ်ပြစကဝါတံပရာနီလာငွေရောင်ပြည့်ကြောင်ပြောင်ပြောင်နေကျမောက်စင်ပြည့်ကြောင်စင်ထမိန်ကလေးတွေကအယောင်မျိုးမျိုးစကဝါရောင်တံပြာရောင် တမီမအိမ်မြိုင်ကမအေးပါကိုနန်းနေလိုက်က အမေပါကလေးနှွေးပါရဲ့တမီရဲ့အင်္ဂလိအင်္ဂလိပါလေမှာပုံနှွေးနှွေးခန်းစားမှုတမျိုးရလိုက်တဲ့ပြင်မအိမ်ကံမျက်လုံးနဲ့ပွင့်လာခဲ့ရပါ යි မျက်လုံးနဲ့ဆင်းဆင်းလေးဖွင့်ကြည့်လိုက်တော့အကူကိုပြေးသိန်းမအိမ်ကံလူလဲထားလိုက်ပြီးကိုပြေးသိန်းကိုကြုံဖတ်လိုက်သည် ကိုပြေတဲ့ကလည်းလိုက်တင်ဖတ်ထားရှာပါ යි ညင်းဆန်ကခုပဲပြန်ရောက်လာပုံရပါ යි အင်္ဂလိပ်နေမကောင်းဘူးလား ကောင်းပါတယ်ကိုအိမ်မက်တွေမှတ်နေတာအကိုရဲ့မဲ့အိမ်ကတမီးကလေးမွေးလို့တဲ့တမီးလေးနာမည်ကိုမဲ့အိမ်မြိုင်လို့ပေးပါလေအကိုကြိုက်ခဲ့မဟုတ်လားအိမ်မက်ထဲမှာတမီးကချောလိုက်တာအကိုရဲ့ကိုပြေတဲ့ကမဲ့အိမ်ကံကိုပြုံးချင်းနေသည်မဲ့အိမ်ကံတဖူကသပင်းလေးကိုတတ်တင်ပြီးဖပါကလေးနမ်းလိုက်သည်မဲကံဖတ်ထားသည့်လက်ကလေးတွေလျှော်လိုက်တော့မှကိုပြေတဲ့ကအင်အားပေါ်လိုက်တင်ပြန်လဲပြီးခဲ့ပါပြီးမှ မဲ့အိမ်ကံပြီးမှသာထံပွင့်ထိုင်းသည်တခုခု ပြောချင်းနေပုံဆိုတော့မဲ့အိမ်ကံကလဲမနေတော့ပဲကိုပြေသိန်းနဲ့တူရှင်ထိုင်းရင်ကျုံထားလိုက်ရပြန်သည်ကိုပြေသိန်းညနာမသားရပါလားညင်းချက်မှာဘာများဖြစ်ခဲ့လို့ပါလဲဆဆုံကအိမ်မက်ထဲမှာကြည်နူးခဲရတာများပင်လွင်ဆင်သွားခဲ့သည်ကိုပြေသိန်းများတခုခုဖြစ်လာခဲ့လေသလားအင်္ဂလီရွာမှာအခြေအနေတွေမကောင်းတော့ဘူးဂျပန်တွေကတော်တော်တောင်းကျနေတယ် အကိုတို့ရွာထွက်လိုက်တော့မြင်းချံမြောက်ခင်ရာကြော်စရဲရှိတယ်မို့လားတိတယ်လေဘာဖြစ်လို့လဲကိုဇရဲပေါ်မှာရဲရဲဆဆညင်ပန်းပြီးဖြောက်ပြထားတဲ့အလောင်းတလောင်းတွေ့ကြတဲ့အကြောင်းမြင်းချံကိုတည်င်းရောက်လာတယ်စုံစမ်းလိုက်တော့ဘသူတဲ့လဲအကိုမကြားကောင်းမကြားတာကိုပြေတင်းကမရင်ကန်ကို တိုင်ဖန်လိုက်တစ်ချက်ငဲကြည့်လိုက်ရှာပိုင်းပြီးမှတလုံးချင်းပြောပြလေးသည်မရင်ကန်မှာတော့အံ့ဩခြင်းကြီးစွာဖြင့်ပါပြင်ပေါ်မှာမျက်ရည်တွေတလိမ့်လိမ့်စီကြလာလေးသည် ဆရာကြီးရေတိမ်နှိရှပြီပေါ်ရင်ထဲမကောင်းလိုက်တာကိုရဲ့မဲ့ရင်ကန်တန်ကတူလုံးလှတော့လေမျက်ရည်တွေကချောင်းကြီးရေကြစင်းနေချောင်းကြီးရေကြစင်းနေသည်ဆရာကြီးနိုင်ငံရေးစိတ်ဓာတ်ကပြင်းပြလွန်းတာကိုလေမဲ့ရင်ကန်တည်တန်တလားတည်ပါပြောကြရှင်လည်းဘသူမျက်နာမမထတိုင်းပြည်ကိစ္စလူမျိုးကိစ္စဆိုရင်လူတို့တောင်ရှိသူလည်းဖြစ်သည်ရွာစည်းစရာဆိုတော့လေနိုင်ငံရေးစိတ်ဝင်ပြီဆိုတဲ့ကစေကိုပင်ခေါ်လင်းပင်မလိုက်တော့ အိမ်မှာခိုးပွင့်စေးတဖုံကောင်းကောင်းဖော်ပြီးမပြောဘူးပလင်းများဖြင့်ထဲကလူနာလာပင်သည်။စေးတဖုံကိုသာပေးသည်ဆို၏တားသမီးတွေကဈေးကူစေးချင်းကြတော့လေဆရာကြီးကမကူတော့ပါတိုင်းပြည်ကငမ်းမန်းကြီးလိုက်နေတာအရင်ကုကြရမှာပေါ့ကွယ်လူနာကငါမကုလဲသူတကားဆေးစရာတွေကုကြလိုက်မယ်နောက်များငါ့ကိုဆေးကုဖို့မပြောကြနဲ့သားသမီးတွေကဧည့်သည်လုံးငောက်တက်သူဖြစ်သည်တချို့ကမျိုးချစ်ပုဂ္ဂိုလ်ဖြစ်ကြီးညိုကြတဲ့ကဲတော့တချို့ကတော့ လူတယူတန်အဖြစ်စကားထည့်ချင်ကြသည်မအိမ်ကန်ကားတော့မြင်းနှစည်းနှင့်ပွဲလာကြည့်ခဲ့သောညာကိုတတိယနေမိသည်အကိုမောင်မြတ်သားကမြင်းကြီးနှင့်ဆရာကြီးလာလင်စားတဆောင်ပြီးခိုင်းခဲ့ဘူးတာမှမီနေသည်ဆရာကြီးနှင့်ဖေဦးတထန်တို့မတည်ကြတော့လေအကိုမောင်မြတ်သားကိုတော့ချစ်ခင်ရှားသည်ဂျပန်နေဝင်လာတော့အိမ်ကို ကိုယ်တိုင်ရောက်လာကတကြီးရဲ့ခေတ်ကာလမကောင်းတော့ဘူးတတိယရီယာနဲ့နေပါရော့မှာသွားခဲ့သေးသည် အခုတော့ဆရာကြီးကိုယ်တိုင်တတိဝရိယနေမနေခဲ့ရောသလားကိုပြေသိန်းနဲ့မအင်ကန်တို့အရှိအရှာလူငယ်စီယုံတောင်းဝင်းပြင်ရွာတွေကိုလှဲကြတော့ဆရာကြီးကလူငယ်တွေထပ်ပင်ခြေသွန်းနေခဲ့သေးသည်။အိုကြီးအိုမရဲ့လို့ဖြင်းရွယ်လေးကံမရှိတွက်လက်ချက်ချရှိလာပါ၏။ကိုပြေသိန်းကမျက်ရည်တွေဆူဆူလူးနေသည်။ဇနီးတဲ့ဤမျက်နှာကလေးကိုကြည့်ရင်စိတ်မကောင်းဖြစ်နေပုံရသည်။သူကိုယ်တိုင်ကလည်းဝမ်းနေနေရှာပါ၏။ဒီတဲ့င်းက ဆောင်းချန်းကုန်းတော်ဝိုင်းဘလောက်များခြောက်ခြားနေမှာပါလဲအဖေတို့မေတို့ခင်ဗျာဘလောက်များစိတ်ပူနေကြရှာလိမ့်မလဲဒီလိုတွေးမိတော့မဟင်ကန်ငောက်ခနဲ့ထပြန်ချင်တော်သည်ကိုပြေသိန်းကမဟင်ကန်ခုံကိုဖန်ရင်ပြောနေပါ යි ဆရာကြီးကကိုနှုတ်နှလုံးမဆောက်စည်းနိုင်ရှာဘူးထင်ပါရဲ့ကွယ်ဂျပန်ဆိုတဲ့ကောင်းနေရပပကလေးရဲ့ဘလောက်တောင်ပါကြတယ်လဲဆိုရင်အင်္ဂလိပ်တွေဘာမှမလုပ်နိုင်ခင်ဂျပန်တွေကစီးမိနေကြပြီစင်ကာပူခန်းတက်ကြီးပေါက်သွားတာဒါကြည့်တော့အင်္ဂလိပ် အင်္ဂလိပ်တွေအော်စတြေးလျတွေကလာတွေစစ်သားတသိန်းလောက်နဲ့ခံထားတဲ့ကြားဂျပန်တွေကရေတက်စစ်သည်မော်ဂျင်နှစင်းကိုနှစ်ပစ်လိုက်တာကြည့်တော့ပလဲစိတ်ကံမှာအမေရိကန်ရေတက်ရှုံးနေမယင်ကန်နားလေလေသလားမလဲလေသလားပြီးအမှန်မထားတော့ပြီကိုပြေသိန်းကယူကြုံမြစွာပြောနေခြင်းဖြစ်ပါညံကုန်မှာလူထိပ်ပုံတွေကျဲချခဲ့ကြပြီမိလာပုံတွေချခဲ့ကြသည်ညံကုန်နှင့်မန္တလေးဘက်ကလူတွေရွာတွေဘက်ကိုဖြစ်သလိုပြေးကြရသည် ရရမြေထားများမတော်ကားများနှင့်မျိုးကားဝေးနိုင်သည်များဝေးအောင်ရှောင်ကြရသည်လူတွေပြေးရနာဆစ်ကားလိုက်လာခဲလေသည်ဒီလိုကာလကြီးမှာကိုယ်တိုင်မြေဘက်ကနာကြသူတွေကြီးပဲလို့ထင်ရင်မှားပြီဂျပန်နေဘက်ကနာသူတွေလည်းရှိတာပဲခဲပြတ်မှာပတ်စံရရအာနာရရအခွင့်ရရရဆိုတဲ့လူတွေအများကြီးရှိတယ်အကိုဆိုးရိမ်တာကဆရာကြီးကိုနှိမ့်ဆက်ရင်ဘာလှုပ်ဝဲချက်တွေများပေါ်ကုန်တယ်လဲဆိုတာပဲအကိုများထိခိုက်နေအောင်မှလားအကိုရဲ့ မပြောနိုင်ဘူးပေါ့အိမ်ကလေးရယ်ဘာတင်းရထားကြတယ်မှမသိတာပဲအသားတွေကထွက်တယ်လောက်ကောင်တွေကြောင့်ဖြစ်ရတာတော့တေးချတယ်ကိုပြေသိန်းစကားကြောင့်မရင်ကခမားမျက်နှာလေးညူရပြန်သည်လင်းနှင်းများဖြစ်လာမှတော့လင်းနိုင်ငံရေးသည်သူနိုင်ငံရေးဆိုတာလေမရင်ကနားလဲပါဒါဖြစ်ရင်လင်းနိုင်ငံရေးကိုမရင်ကတကယ်တမ်းသိသလားဆိုတော့လေသိရှာတာမဟုတ်မေင်ကံမတိတာတွေအများကြီးရှိလိမ့်မည်မေင်ကံတိရှာမလို့တာတွေများလာရောမည်ထနောင်းတိုင်မှာပဲခြေလိမ့် ဆစ်ဆောင်သူတွေရောက်နေကြပြီတချို့ကနောင်မြေခေါ်ကြသည်ချင်းတွင်မြေကိုဖျက်ကျော်ကြတာတွေလည်းကြားရပါ යි ထိုနေ့ကမယိန်ကန်ရင်ထဲမလင်းတော့ပါဝိညာဉ်တစ်မျိုးကဖြစ်စီနေတော့သည်နောက်တစ်နေ့မှပဲကောက်ကန်ငင်ကပြန်ကြဖို့စီစဉ်ကြသည်ခေခါမကောင်းတော့မိမများကရောဆွေမျိုးတွေကပါမပြန်စေချင်းသာထဏောင်းတိုက်မှာပဲနေစေချင်းကြသည်ခက်သေးရမယိန်ကန်မှာမိဟိုဖာဟိုတွေရှိကြသေးသည်မပြန်လို့ဖြစ်တော့လဲခွင့်ပြုကြရရှာပါ යි ဆောင်းချန်းကုန်းကခမီးခမျက်များအတွင်လဲတဲ့တင်စာဝယ်ချမ်းပေးလိုက်ကြသည်မိဘတမောကတော့ကြတော့စုနေပေးကြသည်ထနောင်းထိုင်ကလည်းတကြီးရောငားဖက်ငားထည့်ပေးလိုက်ကြသည်အတွင်ပစ္စည်းတွေရောလူတွေပါလဲကြီးနေနေတော့ဤကိုပြေတဲ့ရောမအိမ်ကန်ရောကျေးဥပါကျကျတသက်လိုက်ကြရသည်လဲနှစည်းခေါ်လို့ရတော့လေကိုပြေတဲ့ကတစည်းတည်းသာစီစဉ်စေခဲ့သည်လဲတစည်းတည်းဆိုတော့ချွတ်ချွတ်ချက်ချောက်ရောက်သွားနိုင်သည်မဟုတ်လား နှစ်စီးသုံးစီးဆိုလေလဲရန်ဖြစ်မှာဆိုရဖြစ်ပိုင်းလဲသမားကကိုပြေသိန်းတို့နဲ့ယင်းနေတော်လူရင်းဖြစ်၍စိတ်ချရသည်ဆရာလေးနဲ့ခုကလဲတွေကိုပါရှာနေကြတာဗျဟိုရက်ကကျုပ်တလုံးမျိုးကပြန်တော့ဂျပန်ကဖြက်လာသမျှလဲရှာကြတာများနွားစိုးတဲတာနှိုက်ကြတော့မယ်တိုင်းမယ်လက်နဲ့တွေကျုပ်တို့ဘဝင်နေတယ်ကြလို့တယ်လှဲသမားကသူ့ကိုယ်တွေပြပြချင်းဖြစ်သည်တချင်းနဲ့တခြားစီပါလားကဘာတဲ့အခါတဲ့ဗမာတဲ့ပေါ်ပြီး တသွေးနဲ့တတန်နဲ့တမိန်နဲ့လွတ်လပ်တော်မီလွတ်လပ်တော်မီပမာပြေလွတ်လပ်တော်မီနိဗ္ဗာန်ကတိရပြီဒေါက်တာဘမော်ကရာထူးပေးနိုင်တဲ့ပြင်ဓမ္မပါတီဟုတ်ထုံးနေဓမ္မပါတီပေါင်းမီနဲ့ခေစားလာပါ යි ရာထူးလိုချင်သူတွေဘသူအောင်ခါချင်အောင်မိမြိုက်တယ်လို့တရရပြေးနေကြသည်ဇပန်တွေကမယုံကြတော့လဲအရေးကြီးကြီးနေကြသည်ပစ္စည်းတွေရှားပါသည်စားကြတွေရှားပါသည်ဖုန်ကြီးเจ้าတွေကိုအုတ်ချုပ်ရေရုံလှူလာကြသည် ကားရှိတော်လဲစီမရှိအဝတ်ထည်တွေရတော့မမချီထည်တွေဝသားအကောင်းလုံးနေကြရပါ යි မြို့တွေမှာပစ္စည်းရောင်းဝယ်တွေများနေကြသည်ငှက်ပြားနဲ့ယာနာတွေပေါက်ကြသည်ဝဲပေါက်လီကမ္မုံုံစင်နေဖြော်ကားလိမ့်ကြသည် အရက်တွေကတော့ပေါ်လွန်လာပါ යි ဒေါက်တာဗမော်ကရွှေဘုံမျိုးမှာအလောင်းဖျားအောင်မြေကိုရန်ကုန်သို့တဲယူကအောင်မြေပြိုရာတွေကိုလည်းကိုပြေသိမ်းကြခဲ့ရသည်ဒီကြားထဲကမျိုးစစ်တွေကိုမြတ်ခံနေရတာကိုကိုပြေသိမ်းမခံချင်း သူ့ရင်ထဲကစကားတွေပြောချင်လို့လာတော့လေအတူပါလာသည့်လဲသမားကတော်တာမယားကတော်သူဆိုတော့ကိုပြေသိမ်းမှမပြောတာပဲရှိခဲ့သည်ဒီတော့လဲတောက်တစ်ချက်ပြင်းပြင်းခေါင်းမိရောသားမင်းကန်နေကျေးဦးဟာအလန့်တစားကြည့်ကြသည်ကိုပြေသိမ်းကအန်ကျိတ်ထားကမျက်နှာကြီးနီးရဲနေလေဆရာကြီးအတွက်ယူကျုံများဖြစ်နေရှာပုံပေါ်ပါရဲ့လို့သားမင်းကန်တွေးလိုက်သည်လဲသမားလဲကိုပြေသိမ်းတောက်ခေါက်တန်းကြောင်းငြိမ်သွားခဲ့ပါ යි လဲကတည်းအီးဖြင့်ရွေးနေသည် လဲကစီမထိုးထိုင်တော့တော်လဲဆိုတော့လဲဤတန်းကပြင်ဆင်ကောင်းလာသည်ကိုပြေသိန်းကရာကျော်စီကိုမကြောချင်းသို့တော့ဇောင်ချန်းကုန်းကိုဝင်တော့မည်ဆိုလျင်ရာကျော်စီရဲ့လမ်းဆောင်ကိုမဖြတ်လို့မရဆရာကြီးကိုဂျပန်စစ်ဘုံနီကင်ပေတိုင်းနေကရာကျော်စီမှာတုတ်တင်ခဲ့ကြသည်မဟုတ်လားကိုပြေတင်းကလဲသမားစီကတရင်ချခြင်းတပြင်းမေးသည်။ရာကျော်ကျဲမှာဟိုရက်ကအဖိုးကြီးတရားအသက်ခံရဆုံးခမရကြသလား။ နောက်တန်းရွာနေဘက်ကဘိန်းတော်ဆရာလို့ပြောတာပဲဆရာလေးရကျုံမတွေ့ရင်ပဲကိုဆန်ဖူးလို့လဲတယ်တွေ့ကြလို့ပြောတာတော့ကြောက်ကြပါပဲဗျာအလားတော့ပြစ်ထားတာများတပြေးတီးပုံအောင်ထလို့တဲ့ရိုက်ထားတာနေမှာပေါ့ဆရာလေးရဒီဘက်ရက်တွေတော့ဆရာကျော်စရနာတရေ6တဲလို့တည်င်းနေဖြစ်နေတယ်ငင်းကြီးနဲ့လူတယောက်ရရက်နေတဲ့တဲ့မဟိကံပင်ကြော်ချမ်းသွားခဲ့သည်ဂျေယိုကမဟိကံလက်လေးကိုဆုပ်ထားသည်ကိုပြေးသိမ်းမှာစားချင်နေတည်င်းကတခြားစားရတာကတခြားဆိုတော့စိတ်ပြတ်သွားပုံရပါ යි တော်ဆန်းပါဗျာလို့သာတားလိုက်ရတော့သည်။ရာကျော်စက်ကိုဖြတ်တော့လေသမားကလှဲကိုတုံတုံမောင်းသည်။ကိုပြေသိန်းကစက်ပတ်ဝန်းကျင်ကိုလိုက်ကြည့်နေခဲ့တော့လေ။ချင်းဦးနေမအင်ကန်ကခေါင်းနဲ့ငုံထားခဲ့သည်။မအင်ကန်တို့ရွာကိုဝင်တော့ချိန်လင်းလာပြီ။မအင်ကန်တို့လှဲပေါ်ကဆင်းကြတော့မလာအောင်ကဖီဖီဖက်ဖက်လှုပ်ကြအောင်လို့တတိပေး။ဖူဖီဖက်ဖက်ဆိုတာကမကောင်းသူမကောင်းသားကမ္မပောင်းရေရွရချင်းဖြစ်သည်။ မေပန်းယုံကတော့တမီနဲ့တမန်ပြန်ရောက်လာလို့ဝန်သားနေရှာသည်မေယာမဲ့အင်ကန်တို့နှိစအောင်မထင်တာရောက်လာတော့လဲပြီးတာပါပဲကွယ်အမေတို့မှနေလဲနေစေချင်းညော်လဲညော်ရပါရဲ့မောင်ပြေတယ်ခဏနာရေးချိုးလိုက်အောင်ကျေးဦးမပြန်နဲ့အကြီးတို့အကြီးတို့အိမ်မှာထမင်းစားကျေးဦးကလဲသမားနဲ့တို့လက်ဆောင်ပစ္စည်းတွေဝိုင်းချနေခဲ့သည်ဖိုကူလဲရောက်လာပါမလာအောင်ကဆရာကြီးတရင်ပြောချင်လာပုံပြင် မေအင်ကန်နာကမခွာ မိုင်ကန်ကလည်းမတိသေးသည့်ပုံဖြင့်မလာအောင်နာခံနေလိုက်သည်မိုင်ကန်ညီတို့ဆရာကြည့်တဲ့တင်ကြားခဲ့ကြလားမကြားပါဘာဖြစ်လို့လဲမလာအောင်စီလာလဲလို့လားဖွားဟဲ့တော်စကားတော်ပြဆရာကြီးဂျပန်တက်လို့တည်ပြီရာကြော်စေရမှာဧတာမဟုတ်တာပြော့ရော့မယ်ခုပဲရာကြော်စေရမှာမြင်းကြီးတစီနဲ့မမကြီးတွေ့ခဲ့ပါတော့မိုင်ကန်ကခက်တီတီပြောခဲ့ပြီးအိမ်ထဲဝင်လာခဲ့သည် မလာဝန်ကတော့ခြေဖမခြေဖနှောင်းကမြေမုံကိုနမှုဘောတန်ရင်မျက်လုံးပြူးခြင်းနဲ့ကြံရိတ်ခဲ့လေ။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။